ခုလိုအပ်ချက်လဲသူဖြည့်စီသူလိုချက်လဲခုဖြည့်စီနေအဲ့လိုလေးရောင်ရောင်ဖေးဖေးမှသွားရင်တော့တာဇာယာလေးဖြစ်မှာပါဗျာဒီကတော့နှစ်ဦးနှစ်ဖက်ကမြစ်တရားတရားပေါ်အခြေခံပြီးတော့တိဆောက်သွားရင်တော့အဲအိမ်တော်ကြီးလေးကတသက်ရာအေဂျင့်လေးရှိမှာပါအဲ့ပေါ်ပဲအခြေခံစီရင်မှာဒီမှာလေးနဲ့မောင်လေးပေါ့နော်ဘဝမှာအေဂျင့်ပါရဖြစ်ပြီးဆောက်နေမှာဒီမိုနိုထာနေရမညတိုင်းစီကစိန်ချစ်သူများအတွက်အထူးတရေကောင်းလေးပေးချင်ပါတယ်ရှင် လက်ကီတိုင်းမတ်စ်မြန်မာမှာနိုဝင်ဘာလ20ရက်နေ့မှ24ရက်နေ့ထိမော်လမြိုင်မြို့ Ocean Super Center မှာပြုလုပ်ကျင်းပမယ် Happy New Year 2020မော်လမြိုင်မြို့စိန်တဲကျောက်ထက်ဒူစေးရံပွဲတော်ကြီးမှာပြည်သူအချစ်တော်မင်းသားချောင်းဟင်းဝေရံနဲ့မင်းသမီးချောင်း Academy ဆိုပြည်တဆင်ငယ်စဉ်တို့မှစုံတွဲလိုက်ပွဲတက်ရောက်ပေးမှာဖြစ်ပြီးနိုင်ငံကျော်ကန်နဝင်းတေးသက်ရှင်အမှုပညာရှင်များဖြစ်ကြတဲ့ဆိုပိုင်ချက်မြတောင်စီတွန်လွင်ဆွေးပြေတီတီချိန်မောင်မှာညီနန်းနာမေပကြီးတို့မှဖျော်ပြပွဲတက်အစီအစဉ်များပါဝင်တော်မှာပဲဖြစ်ပါတယ် င်ဒီပွဲကြီးမှာတော့ဥချုံရင်မက်ထဲက shopping အထူးစီးအပြင်လက်ကားစိတ်ထက်ပိုသက်တာတဲ့စက်ယုံစိနဲ့ထက်ဆောင်ခန်းစားခွင့်နေနဲ့ဘာဘဲဝဝဲ20ရာခိုင်နှုန်းထိ အမြင့်ဆုံးထက်ဆောင်ရရှိမဲ့အစီအစဉ် promotion ကာလအတွင်းဝယ်ယူရင် နှစ်နှစ်ပြည့်ပါက200ခိုင်နှုန်း၊သုံးနှစ်ပြည့်ပါက300ခိုင်နှုန်း၊လေးနှစ်ပြည့်ပါက400ခိုင်နှုန်း၊ငါးနှစ်ပြည့်ပါက900ခိုင်နှုန်းအမြတ်ပြန်ပေးမယ်ထက်ဆောင်းအစီအစဉ်စိန်တဲတစ်ခုဝယ်ယူတိုင်း iPhone 17 Pro Max လေးမော်ရအပါဝင်ပြည့်စစ်ပစ္စည်းများမြစ်တာလက်ဆောင်ပေးသွားအောင်ပါပါလုံးဝမရှုံးနဲ့ရှားသက်ပံအလဲအယောင်0%နဲ့နောက်ဆုံးဝယ်ယူခွင့်ရရှိသွားမှာပဲဖြစ်ပါတယ်။ပွဲကိုမလာရောက်နိုင်ကြတဲ့စိန်ချစ်သူတွေအတွက်လည်း live stage ကြီးများနဲ့ရန်ကုန်မန္တလေးရှင်ရွန်ကြီးမှာပါထပ်တူခန်းစားခွင့်များပေးထားကြောင်းသတင်းက ပါရနဲ့ပွဲတော်ကြီးကိုအရောက်လှမ်းခဲ့ဖို့ဖိတ်ခေါ်လိုက်ရပါတယ်။မကြမီတွင်လည်း Lucky Timers မြန်မာစိတ်တိုက်ကြီး Grand Mallian Shopping Center ကြီးမှာဖွင့်လှစ်သွားဖို့ရှိတဲ့ကြောင်းလဲမင်္ဂလာသတင်းကောင်းလေးပါလိုက်ပါတယ်။ဟုတ်ကဲ့ဒီနေ့ပွဲလေးတယောက်ချင်းမြင့်တာလည်းပတ်သက်ပြီးတော့ပြရအောင်ဒီနေ့လေးချင်းမြင့်တာတော့ဟုတ်ပြီ။အကိုညီနဲ့အကိုညီမဆိုရင်လည်းဒါကျွန်တော်တို့ဂုဏ်ပြုပေးရတာပေါ့ဗျာ။ဟုတ်ကဲ့ပါ။ဒါကြောင့်ဒါ ဆိုတော့ဒီကွေးဟိုဒါအမတ်တရားစုံပြီးတော့လည်းရှိမှာပေါ့နော်ဟုတ်ကဲ့ရှိပါတယ်ဟုတ်ညအောင်လုံးနဲ့ဆိုတဲ့ခါကြလူရှင်ညအောင်အေးလေးတို့ပြန်ကြအောင်အဲကောင်းပါတယ်အဲ့လိုလေညအောင်လုံးကလည်းအဲ့လိုအေးတဲ့ရှိတဲ့အခန်းစိတ်ခံရှိတဲ့ကလေးညအောင်ဆိုတော့လေသူတို့အိမ်တော်ကြီးလေးအေးချမ်းပါပါဟုတ်ကဲ့ပါ ဒါစီနီယာတယောက်အနေနဲ့ပေါ့ကိုသားငယ်ကအရင်တော့ကြောက်ကြောက်ကိုညီလေးကိုမာလေးမာကျင်တယ်ဘာလေးပြောကျင်တယ်ဟောအဓိကတော့နှစ်ဦးနှစ်ဖက်ကမြစ်တရားတရားပေါ်အခြေခံပြီးတော့တိဆောက်သွားရင်တော့အဲအိမ်တော်ကြီးလေးကတာတာရာအေဂျင့်လေးရှိမှာပါအဲ့ပေါ်ပဲအခြေခံစီစဉ်ပါလေအမလည်းစပြေလေးပြောပြပေးပါဦးမလေးနဲ့မောင်လေးကတော့ဘဝမှာအေးချမ်းသာရဖို့ရောဆောင်းနေပါသေးတယ်။ဒီကောင်ကမောင်လေးကိုပေါ့။မလေးကတော့တရားဥပဒေတရားကပေါ့လား။ ကောင်းလာလေးနဲ့မြင်ပြတွေ့ပြီးရောเนาะဒီလိုမျိုးတယောက်တယောက်မကောင်းတော့ကောင်းလာလေးနဲ့ဖြည့်တွေ့ပြီးရောရှင်းသက်ပါတယ်ဆင်ပြေပါတယ်ကိုရောရပ်ပေးပါဦးဒီနေ့ကသူတို့ရှေ့ဆောင်သွားတဲ့ကျန်တဲ့ပြည်ညင်းတိုင်းတော့ပါတယ်လို့ပြောနေတာရှိတယ်အဓိကခုနကျွန်တော်ပြောသလိုပါပဲမေတ္တာတရားနဲ့ပဲအခြေခံပြီးသွားရင်အလုံးအဆင်ပြေပါတယ်ကိုလိုအပ်ချက်သူ့လိုအပ်ချက် ်အဲအဲ့ဓာဒီအားလုံးကလည်းကိုလိုအပ်ချက်လည်းသူဖြည့်စီသူလိုချက်လည်းကိုဖြည့်စီနေအဲ့လိုလေးရောင်ရောင်ဖေးဖေးမှသွားရင်တော့တာသာရာလေးဖြစ်မှာပါဗျာဘောင်းလေးတော့ဘောင်းလေးတော့ညီလေးတော့ချစ်ခင်အောင်လို့ရာလေးတော့ဆက်ဆက်ချောင်းလေးတွေပြတ်တယ်အဲ့တော့အဓိကတော့ ဟိုဇိမ်းမြောက်ပေါင်ဖက်တယ်ဆိုတာမေတ္တာတရားအခြေခံပြီးတော့တယောက်နဲ့တယောက်ချစ်ခင်ပြန်လို့ပေါင်ဖက်ကြရပဲလေအဲ့တော့ဒီနဲ့ပို့ပြီးတော့ချစ်အောင်လည်းဒီပြားစရာတော့မလိုပါဘူးသူတို့ငကိုတွေကမေတ္တာစိတ်ရင်းခံနေတူညီကြလို့ပေါင်ဖက်ကြတာဆိုတော့အဲ့မေတ္တာတရားကိုပဲရှင်းဆက်ပြီးတော့ပုံပုံခိုင်မြဲအောင်ကြိုးစားကြရမှာပေါ့လေဟုတ်ကဲ့ပါကျေးဇူးပါကျေးဇူးတင်ပါတယ်